ုန်းကြီးတို့မွေးဖွားစဉ်တုန်းကမြတ်မပြက်ကလေးရ1300တခုတပေါင်းလာဖြီနေမှာမွေးဖွားခဲ့တာဖြစ်ပါတယ်အဲ့ဒီနေ့ကနိုင်ငံတကာပြက်ကလေးရဆိုလို့ရှိရင်တော့1940ပြည့်နှစ်မတ်လ22ရက်အဲ့တော့ solar system နဲ့ lula luna system တို့စနစ်ချင်းမတူသည့်အတွက်ကြောင့်နိုင်ငံတကာမှာသုံးတဲ့ရက်ဆွဲမြန်မာနိုင်ငံမှာသုံးတဲ့ရက်ဆွဲဟာထတဲ့အခါရှိတယ်လွယ်တဲ့အခါရှိတယ်ရှေ့ရောက်တဲ့အခါရှိတယ်နောက်ရောက်တဲ့အခါရှိတယ်အဲ့ဒီမြက်ကြဲအနေရ ကုသိုလ်ပြုဖြစ်ဖို့အတွက်ဒီနေ့ကိုမှတ်သားလုပ်ပြီးတော့ကုသိုလ်လုပ်ကြပါဘော။ဝိနည်းမတရားဆို။လောကမှာရှိတဲ့လူတွေကတော့အများအားဖြင့်ဝိနည်းပါတိဆိုပြီးတော့တငယ်ချင်းပေါင်းသင်းနေတဲ့ဆုံးစည်းချအပြန်လာကျွေးပွေးချရေမောကြတယ်ပြောရှင်မှုကိုရယူကြတယ်လို့ဆို အဲ့တော့မွေးနေ့နဲ့ပတ်သက်လာပြီးကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်တွေကြတော့မွေးနေ့ပွဲမှာအထူးကုသိုလ်ကောင်းမှုလုပ်ဖို့စိတ်ဝင်စားကြ။ဘာဖြစ်လို့လဲဆိုတော့ဒုဗဝဆိုတဲ့ဘဝရလာတာဟာကုသိုလ်ကောင်းမှုကြောင့်ရလာဖြစ်တယ်။ကုသိုလ်ကောင်းမှုဆိုတဲ့အကြောင်းကို ပြန်ပြီးအတိမတ်ပြုတဲ့အနေနဲ့ထပ်ပိုးပြီးတော့ကုသိုလ်လုပ်တယ်ဆိုတာတော့မြတ်စွာဘုရားရဲ့ဆုံးမနဲ့ကိုင်ကြီးတယ်လို့ပြောရမှာပေါ့နော်။ရှံကိစ္စရမဏံကတ္တဝါတစ္ဆာတနာမလာပြီဘူး။ရှံကိစ္စရမဏံကတ္တဝါဆိုတာဘာကိုပဲအကြောင်းပြုပြုတခုကိုအကြောင်းပြုပြီးတော့ လူမှုဓမ္မှုဆိုတဲ့ကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်အဲ့ဒါအကျိုးမြတ်တစ်ခုတော့ရတာပေါ့ကုသိုလ်လုပ်ဖြစ်ဖို့ဆိုတာဗုဒ္ဓမခေမှာပါဘုလို့လို့ဆိုတော့တခြားလုပ်ငန်းတွေရလွှမ်းမိုးမှုကြောင့်ကုသိုလ်လုပ်ဖြစ်ဖို့အခွင့်တာဖို့ဆိုတာဗုဒ္ဓမခေစိတ်ထဲမှာလည်းပဲကုသိုလ်လုပ်မယ်ဆိုတာစိတ်ထဲဖြစ်ဖို့လည်းခဲနေတယ် မြတ်စွာဘုရားကိုယ်တိုင်ကအဲ့လိုခရင်လို့တန်လိခသုတ်တံမှာဘာဟောထားရောစိတ်တုပါဒမတ္တံပိဘဟုပကာရံဝဒာမိကုသလေသုတံမေသူအဲ့စကလုံးလေးကမတ္တဆရာကောင်းကုသိုလ်ရင်းနဲ့ပတ်သက်ပြီးတော့ကုသိုလ်လုံးချင်းနဲ့စိတ်ကလေးဖြစ်ဖို့တောင်းဖြစ်ထတောင်းပါပဲ။ ခြေစုကြည်မာလာပြီတကယ်တော့ဖြစ်တာတော့မပြောနဲ့တော့လို့ဆိုလို့ဘာဖြစ်လို့ဒီလိုဟောရတော့ဆိုကုသဖြစ်ဖို့ဆိုခက်တယ်တတိရှိမှအပမရဆိုရယ်တတိရှိမှကုသဆိုဖြစ်တယ်အပမဒဆိုတာဘယ်လိုတတိတော့ဆိုတော့ကုသလို့ဖြစ်စေတဲ့တတိကိုဆိုလို့ရပေါ့တပ္ပအပြင်ပြောမယ်ဆိုရင်တော့လူတွေဟာ စားရမှလည်းတတိယတယ်သွားရမှလည်းတတိယတယ်လုံးလုံးရမှလည်းတတိယတယ်အဲ့ဒီတတိတွေကို ပြောရမှာဘူးကုသလုပ်ဖို့ကုသလုံးလို့တဲ့ကုသလုပ်ဖို့ရတဲ့တတိကိုအပမရာတတိလို့ခေါ်တယ်ဉာဏ်နဲ့တတိကိုပြောရမှာမဟုတ်ဘူးတဲ့ဘာလို့လဲဆိုဆေခါတခါဆိုရလို့ကုသလုပ်ဖြစ်ဖို့ဆိုတာဓမ္မခဲနေ တခြားလက်တွေကလွှမ်းမိုးပြီးတော့နေတာဖြစ်လို့ကုသလုပ်ဖြုတ်လုပ်ဖို့ဆိုတဲ့အချိန်လေးကအမှန်တမ်းနေတယ်လို့ပြောစာပေကျမ်းဂန်ဒီမှာကုသဖြစ်ဖို့ခဲရင်နဲ့ပတ်သက်ပြီးဘလောက်ထိပြောထားတော့ကုသဖြစ်တဲ့အချိန်လေးဟာတဲ့တန်တရာနဲ့ကာလနဲ့တွက်ကြည့်လိုက်မယ်ဆိုရင် မိုးချုံပြီးတော့လက်ရစီလက်လိုက်တဲ့အချိန်လေးမှာအလင်းရောင်လေးထွက်လာတယ်။အဲ့ဒီအလင်းရောင်လေးထွက်လာတဲ့အချိန်လေးကဘယ်တော့မှမကြောက်ဘူး။အဲ့ဒီအလင်းရောင်လေးထွက်လာတဲ့အချိန်လေးလောက်ပဲကုသဖြစ်တဲ့စိတ်ရှိတယ်လို့သူတို့ဆိုတယ်။အဲ့တော့လက်ရစီလက်လိုက်လို့ဖြစ်လာတဲ့အလင်းရောင်ကဘယ်တော့မှမကြောက်ဘူးလေ။မိနစ်ပိုင်းစက္ကန့်အတွင်းမိနစ်အတွင်းမှာပဲပြောင်းလဲသွားတာ တော့ကုသဖြစ်ဖို့ဆိုတဲ့အချိန်ဟာလွန်ခဲ့နေတယ်။ဟုတ်မဟုတ်ကုဘဝနဲ့ကုစားပြီးတော့ကြည်လိုက်ရင်သိပါ။ဤစဉ်နဲ့အမြအမတ်ရနေတာတွေပြောနေကြတာတွေလုပ်နေကြတာတွေဟာကုသဟုတ်ကလားလို့ဆိုမဟုတ်တာတွေကများတယ်ပေါ့နော်။ကုသဖြစ်ဖို့စားအခြားကိစ္စဝိစာတွေပေါ်မှာသာစိတ်ကစိုက်ပြီးတော့ပြောဆိုလုပ်နိုင်ကြတာဖြစ်လို့ ကုသဖြစ်ဖို့ဆိုတာအမတမခက်ခဲတယ်အမတမတူတောင်းတယ်ဘာနဲ့ပတ်သက်ပြီးတော့ဖွင့်ထားတော့ဆိုမြတ်စွာဘုရားအဘိဓမ္မာတရားဟောတဲ့အခါမှာရှတ်သမိတမယေကာမဝဆရံကုသလံစိတ်တံဥပ္ပစ္စတိအကျဉ်းအခါကာလမှာကုသိုလ်စိတ်ဖြစ်တယ်ဆို အဲ့ဒီကုသိုလ်စိတ်ဖြစ်တယ်ဆိုတဲ့အချိန်ခါဟာဘယ်ခါတော့အပမရာဆိုတဲ့တတိတရားလေးပေါ်လာတဲ့အခါအဲ့ဒီခါကဘလောက်ရှိကြတော့ဆိုလျှက်စီလက်လိုက်တဲ့အချိန်ပိုင်းလောက်ပဲရှိတယ်ဟုတ်တယ်24နာရီမှကုသိုလ်ဖြစ်ဖို့ဆိုတာဓမ္မခဲနေတယ်အဲ့ဒီအဖွင့်လေးမှာပြီးတော့မှကျန်ကမှဖွင့်ဆိုထားတာဖြစ်တယ် တန်တရာနဲ့အချိန်နဲ့ကြည့်လိုက်မယ်ဆိုရင်အတိုင်ဟုတ်တယ်။ဟုတ်ပြီကုသဖြစ်ဖို့တလောက်တိုးတောင်းတဲ့အချိန်ပိုင်းလေးတွေမှာဘာကိုပဲအကြောင်းပြုပြုကုသဖြစ်တာမြတ်ပါပဲ။မွေနေ့ကိုအကြောင်းပြုတဲ့ကုသပဲဖြစ်စီတခြားအရာကိုအကြောင်းပြုပြီးဖြစ်တဲ့ကုသိုလ်ပဲဖြစ်စေကုသိုလ်ဖြစ်မှုကဗုဒ္ဓဘာသာမှာတမောကြည်လာပါလေလို့စိတ်ထဲမှာတည်လို့သတ်မှတ်ဖို့ အဲ့တော့လောကမှာလူဘဝမှာမွေးဖွားလာပြီဆိုရင်ဘာလုံးတင်တယ်လဲဘုရားတို့လွန်ခဲ့တဲ့နှစ်ပေါင်း40လောက်ကစပြီးတော့ကိုယ်ကိုယ်ဆုံးမတဲ့အနေနဲ့ရှင်းထားတဲ့စာလေးနှစ်ပိုက်အဲ့ဒါလေးကိုမွေးနေ့နဲ့ဆောင်အနေနဲ့မသားကြည့်ကြရအောင်ကြရင်လည်းယူဖို့မကြရင်လည်းကိုယ့်အကူလုပ်ဖို့နော် အဲ့ဒီစကလုံးကပါတော့စေစိတ်ဖြူစင်အောင်ထားအပြအတွက်ကောင်းအောင်ကြိုးစားဒီနှစ်ခုကသူများအတွက်ရေးတာမဟုတ်ဘူးကိုယ်အတွက်ကိုရေးထားတာကိုယ်ကိုသတိပေးဖို့စိတ်ဖြူစင်အောင်ထားအပြကောင်းအောင်ကြိုးစားနော်စိတ်ဖြူစင်အောင်ထားအပြကောင်းအောင်ကြိုးစား England ujara. Keep your mind pure. Be good to others. Keep your mind pure. Be good to others. Then say go on taba. Keep your mind pure. Then say go on taba. အဲ့တော့စိတ်ကိုဖြူစင်အောင်ထားဆိုတာဘယ်လိုထားမလဲစိတ်မှရောအညစ်အကြေးတွေရှိသလားဆိုတာရှိတယ်ဖြူစင်အောင်ဘယ်လိုထားမလဲစိတ်ဆိုတာအခုဖြစ် ခုပြဲသွားတာဘယ်လိုလုပ်ပြီးတော့ဖြူစင်အောင် လုပ်မလဲစိတ်ဆိုတာတိမ်ထားလို့ရတဲ့အရာမဟုတ်ဘူးအကြောင်းတိုက်ဆိုင် ပေါ်လာတယ်ပြီးရင်ဖြစ်ပြဲသွားတယ် မရှိခင်ကလည်းစိတ်ကချွတ်တင်ရှိနေတာမဟုတ်ဘူးမဖြစ်ခင်ကချွတ်တင်ရှိနေတာမဟုတ်ဘူးဖြစ်ပြီးရင်လည်းအချိန်တို့လေးအတွင်းမှာ ပြည့်စည်သွားတယ်စိတ်တဲ့ခဏဆာလွန်တို့တော့နာဟုဖြစ်တည်ပြည့်ခဏလေးပဲသို့တော့ဖြစ်စဉ်တစ်ခုအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင် စိတ်ဖြစ်စဉ်ကရှိတယ်ပေါ့အဲ့ဒါကိုတန်တတိပစ္စုပန်လို့ခေါ်တယ် အာယုံတစ်ခုပေါ်မှာစိတ်ကလေးဟာဖြစ်စဉ်လေးတစ်ခုအနေနဲ့သွားတယ်စိတ်တစ်ခုရဲ့တက်တန်းကတော့လွန်တိုတယ်ဥပတ္တိပင်ဆိုခဏငယ်၃ခုခဏငယ်၃ခုဟာနားလည်အောင်ပြောရမယ်ဆိုရင်၃စက္ကန့်ဒါ၃စက္ကန့်ဆိုတာကဟိုအရှိလေးဥမဲ့ပေါ့စိတ်ကတည်တယ်လျှင်မြန်တယ်လို့ပြောတယ်၃စက္ကန့်ဘာလို့လို့ဆိုတော့ လက်ဖြစ်တတိယအတွင်းမှာ စိတ်ပေါင်းကလေးတသိန်းလောက်ဖြစ်နိုင်တယ်လို့ဆိုရဲအဆိုရှိတယ်။အဲ့ဒါကြောင့်30စက္ကန့်ဆိုတာနားလည်အောင်ပြောတဲ့သဘောပေါ့နော်။စိတ်ရဲ့လှည့်မြန်မှုနှုန်းကအမှန်တမ်းကြီးမားတယ်။ပြပြတယ်ပေါ့။အထားလိုက်ပါတော့30စက္ကန့်အထားကြီး။အဲ့ဒီအတွင်းမှာပြတ်သွားတဲ့စိတ်။တော်တော်စိတ်အား ဖြစ်စဉ်တစ်ခုအနေနဲ့ကတော့ရှိတယ်ဖြစ်စဉ်တစ်ခုအနေနဲ့ကတော့တဏှာကြီးလည်းကြာခြင်းကြာမယ်နိုင်ဝဲကြာခြင်းလည်းကြာမယ်ထိတဲ့ပို့ပြီးတော့ကြာခြင်းလည်းကြာမယ်သို့တော့ပုရုဇဏရဲ့စိတ်ဟာအလောက်ကြီးဖြစ်ဖို့မတမ်းခဲနေဖြစ်စဉ်တစ်ခုကတော့ကြာကောင်းကြာနိုင်တယ်ပေါ့အဲ့ဒီကြာတဲ့ဖြစ်စဉ်တစ်ခုဟာ ဖြူစင်တဲ့စိတ်ဖြစ်ရမယ်။လောဘတွေ၊ဒေါသတွေ၊မောဟတွေ၊မမနာတွေဝင်ရောက်ပြီးတော့နှောက်ရတဲ့စိတ်မျိုးမဖြစ်ဘဲနဲ့လောဘကင်းစင်တဲ့စိတ်၊ဒေါသကင်းစင်တဲ့စိတ်၊မောဟကင်းစင်တဲ့စိတ်၊မမနာတွေအိတ်ဓာတွေမစ္စရိယတွေကင်းစင်တဲ့စိတ်ဟာဒါဖြူစင်တဲ့စိတ်လို့ပြောလို့ရတယ်။ဖြူစင်တဲ့စိတ်ဖြစ်ဖို့ရအတွက် ကောင်းမြတ်တဲ့အာယုံတစ်ခုပေါ်မှာအာယုံကောင်းတဲ့အာယုံတစ်ခုပေါ်မှာတတိတို့ပညာတို့ဝိရိယတို့သမာဓိတို့ ਨੇ ပံပိုးထားတဲ့စိတ်လေးရတော့ဖြစ်စင်မှာကောင်းတဲ့စိတ်ကလေးတွေဖြစ်တယ်။ဥပမာပဲထိချောင်ပြောရလို့ရှိရင်တရဝတ္တုကိုဖြစ်စေအမြတ်တရဝကိုဖြစ်စေ အလုံးအစဉ်ပြေပါစေချမ်းသာပါစေဖျံကင်းရပါစေလို့မေတ္တာပို့နေတယ်အဲ့ဒီမေတ္တာအာယုန်နဲ့စိတ်ကလေးနဲ့တွေ့နေတဲ့အချိန်ဟာဒါဖြူစင်တဲ့စိတ်ပဲနော်အဲ့ဒီစိတ်ကလေးဖြူစင်နေတယ်သို့မဟုတ်ကိုယ်လူခဲ့တဲ့ဒါနကောင်းမှုတွေကိုအာယုန်ပြုတ်ပြီးတော့နေမယ်အဲ့ဒါဖြူစင်တဲ့စိတ်ပဲဖျားကိုအာယုန်ပြုတ်ပြီးတော့နေမယ် အဲ့ဒီအတွင်းမှာ ဖြစ်နေတဲ့စိတ်ကဖြူစင်တဲ့စိတ်ပဲစာပေအပြစ်ကင်းတဲ့ဘုရားရဲ့ဆုံးမစာပေတွေကိုဖတ်ပြီးတော့အသိဉာဏ်တွေဖြစ်နေမယ်ဖြူစင်တဲ့စိတ်ပဲတရားနာပြီးတော့တရားထဲမှာအာယုဆိုင်နေတယ်ဒါလည်းဖြူစင်တဲ့စိတ်ပဲအဲ့ဒီဒီနဲ့ကိုယ်စိတ်ကိုဖြူစင်အောင် keep you are my pure အဲ့ဒီချိန်မှာလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးမြတ်စွာဘုရားကမဟာနာမဆိုတဲ့တာကိဝိမင်းမြတ်စွာဘုရားရဲ့နောင်တော်တော်တယ်ပေါ့နော်ဒါပေမဲ့လို့မြတ်စွာဘုရားရဲ့လာပိုင်းလောက်ပဲကြီးတယ်သူကအသက်ကြီးတယ်အဲ့ဒီမဟာနာမဆိုတဲ့တာကိဝိမင်းကမြတ်စွာဘုရားကိုရှောက်တယ် တပည့်တော်တို့နေ့စဉ်ဘဝမှာဘယ်လိုနေရင်ကောင်းသလဲဆိုတော့မြတ်စွာဘုရားကနေဘုံထိုင်နေနေဘုံနေနေကိုဟောကြားတဲ့အခါမှာနမတိကဖရာကိုအာယုပြုနေမယ်နမနှစ်ကတရားကိုအာယုပြုမယ်တန်ခါကိုအာယုပြုမယ်နော်ကိုတိလာကိုအာယုပြုမယ်လှူခဲ့တဲ့ကုသကောင်းမှုဒါနတွေကိုအာယုပြုမယ်မေတ္တာဘာဝနာပွားနေမယ်ဆိုပါစို့ အဲ့ဒီအချိန်မှာလောဘဆိုတဲ့တရားရဲ့လွတ်မှုမှုလည်းမခံရဘူးဒေါသဆိုတဲ့တရားတရားကိုလည်းလွတ်မှုမှုမခံရဘူးမောဟဆိုတဲ့အစိုးတရားရဲ့လွတ်မှုမှုမခံရဘူးအဲ့ဒီအချိန်လေးမှာစိတ်လေးကငြိမ်ချမ်းနေဖြောင်းပြတ်မတ်မတ်ဖရားအာယုံတရားအာယုံသံဃာအာယုံပေါ်မှာရောက်ရှိနေတယ်အဲ့ဒီအချိန်လေးဟာအကောင်းဆုံးအချိန်ပဲအဲ့လိုနေရမယ်လို့ပြောဒါ keep my you up Kip you a me pu a te se le pu se an tara E lo e neve ta mapsete. E lo ta nei ma ko se a pu se mapsete. E lo ma ta so e a yo ni na lare a yo nga ro na ta ma hopu a yo ngo cha pu bi ma pu se ne se ke a lo mo bi ya lare ma je na de se phit de တွေ့တာတဲ့စိတ်တွေဖြစ်တယ်တတ်မဲ့တဲ့စိတ်တွေဖြစ်တယ်အမျိုးစုံဖြစ်လာတတ်တယ်အဲ့ဒီလောဘဒေါသမောဟဆိုတဲ့ကိလေသာတွေဝင်လာလို့ရှိရင်ဖြူစင်တဲ့စိတ်ဟာညှင်းနွမ်းသွားတာပဲဖြစ်တယ်ဒါကြောင့်မို့ပုံဝါတစ်ခုမှာဖြူစင်တဲ့စိတ်အပိုင်းခြားလေးဖြစ်စင်လေးတစ်ခုရအောင်နေ့စဉ်မှာတတိထားပြီးတော့စူးစမ်းအထောက်ဒါကြောင့် keep your mind pure ကိုစိတ်ကိုဖြူစင်အောင်ထားဆိုတာအချင်းညှုတ်ထပြောရင်ကိရိတာတွေနဲ့မတွဲစီနဲ့ကိုစိတ်တွေကိုလောဘနဲ့မတွဲစီနဲ့ဒေါသနဲ့မတွဲမိစီနဲ့မောဟတွေမာမနာတွေအိတ်တမရှိရတဲ့နဲ့မတွဲမိစီနဲ့ဘာနဲ့တွဲရမလို့ဆိုတတိနဲ့တွဲရမယ်ပညာနဲ့တွဲရမယ်သမာဓိနဲ့တွဲရမယ်တတ္ထနဲ့တွဲရမယ်သီလနဲ့တွဲရမယ်စာခာနဲ့တွဲရမယ်ပညာနဲ့တွဲရမယ် အဲ့လိုကောင်းတဲ့အာယုန်နေနဲ့တွေ့ဖက်ပြီးနေလို့ရှင်စိတ်ဟာဖြူစင်တဲ့စိတ်ဖြစ်သွားတယ်။နောက်တစ်ခုကဘိက္ခုတုအာသစ။တခြားပုဂ္ဂိုလ်တွေပေါ်မှာကိုယ်ကကောင်းလို့ပါ။လူတိုင်းကတော့ကိုယ်ပေါ်မှာကောင်းမဲ့လို့ဘယ်တော့မှမမျှော်လင့်နဲ့။မြတ်စွာဘုရားတောင်းဖရာပေါ်မှာလူတိုင်းကောင်းတာမဟုတ်ဘူးလေ။မြတ်စွာဘုရားရဲ့အမျိုးတွေရှိတဲ့ထင်မယ်။ မြတ်စွာဘုရားကိုစံကျင်မဲ့လှုပ်တာဘုရားရဲ့လူဘွားတို့ကယောက်ခမတုပ်ပဗုဒ္ဓမြတ်စွာဘုရားကိုမြဲတမ်းစံကျင်မဲ့လှုပ်တာမချီညိုဘူးနော်သူမချီညိုခြင်းလည်းအကြောင်းတော့ရှိတာပေါ့သူစိတ်နဲ့သူ့ရဲ့အခမ်းစားချက်နဲ့သူမချီညိုနောက်ပြီးတော့တုပ်ပဗုဒ္ဓရဲ့တာတိဝဋ္ဌဘုရားပေါ်မှာအမြင်မချီဘူးမြဲတမ်းတော့ခပ်ပေးတယ် အဲ့တော့မြတ်စွာဘုရားပေါ်မှာမကောင်းတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်။အဲ့တော့သူများကကိုယ့်ပေါ်ကောင်းတာမကောင်းတာကိုယ်လုံးမဟုတ်ဖယ်နဲ့ဖိကုတုအသာကိုကတော့သူများပေါ်ကောင်းရမယ်လို့ပြောတာ။နော်ကိုကသူများပေါ်ကောင်းရမယ်။ဘယ်လိုကောင်းလဲ။တစ်ဖက်သားနင်နာအောင် မလုပ်ဘူး။နော်တစ်ဖက်သားအကျိုးမဲ့သွားအောင်မလုပ်ဘူး။တစ်ဖက်သားပေါ်မှာမေတ္တာမပြည့်နေမယ်။ တဖက်သားပေါ်မှာသိခဉ္ဉ္တရားနဲ့နေမယ်တာဟာဖိကုတုအာသာဆိုသူ့အတွက်ကိုတော့ကိုယ်ကကောင်းတဲ့ဘက်ကနေမယ်လို့သူပြောတာသူ့ကိုအကျိုးပြုတယ်မကောင်းတဲ့ဘက်ကိုမဖြစ်စေဘူးအဲ့ဒါလို့နေနိုင်ဖို့ကိုယ့်ဘဝမှာဆုံးဖြတ်ချက်နှစ်ခုပေါ့ကိုယ်စိတ်လေးကိုဖြူစင်အောင်ထားခြင်းသူများအပေါ်မှာကိုယ်ကကောင်းခြင်းဆိုတဲ့အဲ့ဒီနှစ်ခုဟာ ဲ့ဒါမှရေးချိတယ်လို့ထင်တယ်နော်သူများပေါကောင်းမှုဘာဖြစ်လို့လို့ဆိုရင်လူလောကမှာလူရဲ့လူမွေးဖွားလာကြတယ်မွေးဖွားလာတဲ့အချိန်ကကိုမွေးဖွားလာခြင်းကြောင့်ကိုရဲ့ပတ်ဝန်းကျင်ဟာတမိုးတက်သွားသလားတမိုးလို့ဆိုတာမကောင်းတဲ့စိတ်တွေကလွတ်မြောက်ပြီးကောင်းတဲ့စိတ်တွေရောက်လာဘူး အမြင်မှားရကနေအမြင်မှန်မှုရောက်လာဖို့ကုကျင်တရားပြက်ပြနေတယ်ဘဝကကုကျင်တရားကောင်းလာတယ်ကိုကိုအကြောင်းပြုပြီးတော့အဲ့လိုကောင်းတဲ့ပုဂ္ဂိုလ်တွေတနည်းအားဖြင့်ကိုကိုအကြောင်းပြုပြီးတော့ဘဝမှာအဆင်မပြေတာတွေအဆင်ပြေသွားတယ်ကိုကိုအကြောင်းပြုပြီးတော့ဟိုအတိညာမရှိသေးတာတွေအတိညာရှိလာတယ်ကိုကိုအကြောင်းပြုပြီးတော့စိတ်ကောင်းနှလုံးကောင်းတွေရလာတယ်ဆိုရင် ဒါကိုဟာသူများအတွက်ကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်လာတယ်ဆိုလိုတာကကိုဟာသူများအပေါ်မှာကောင်းကျိုးပဲလုပ်မယ်မကောင်းကျိုးမလုပ်ဘူးတပင်းတပင်းဒီသူအောက်ဝင်လာတဲ့ပုဂ္ဂိုလ်ဟာအမှုအဝဲပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်ယန္တုပဲဖြစ်ဖြစ်မိတ်ဆွေပဲဖြစ်ဖြစ်သူတပင်းကြီးကအရင်နဲ့အေးမြစေတယ်အဲ့ဒါလိုပဲနော်ကိုနဲ့ပတ်သက်လာလို့ရှိရင် စိတ်ချမ်းသာတော့ရမယ်။ကောင်းကျိုးချမ်းသာတွေရဖို့ပဲဖြစ်စေရမယ်ဆိုရဲစိတ်တမျိုးထား။အဲ့ဒါဘီကုတုအာသဆိုပဲ။သူများအတွက်ကိုကအကောင်းတယ်။ကိုကမကောင်းတာတခုမှမလုပ်ဘူးဆိုတာဒါပြတ်စွာပြအလောင်းနေရဲ့စိတ်တပဲဖြစ်တယ်။သူများကောင်းအောင်ကြိုးစားမယ်ဆို။အဲ့ဒီလိုကိုမွေးဖွားလာခြင်းဟာ လောကကိုအကျိုးပြုဖို့မွေးဖွားလာတယ်။ဥပမာလောကမှာ နေပေါ်လာတဲ့ဆိုတာလောကကြီးကိုလင်းရောက်ပေးဖို့ပဲသူ့အတွက်မဟုတ်ဘူးလောကမှာ မြေချောင်းအင်းအိုင်တွေဟာနော်သူ့တဘာဝအရာသူ့ဖြစ်လာတယ်သူ့တော့လောကကိုအကျိုးပြုဖို့ဖြစ်လာတယ်တပိနေတော်တော်နေလောကကိုအကျိုးပြုဖို့ပဲဖြစ်လာကြတယ်သူတို့ကလောကလူသားတွေကိုနှိစ္စဖို့မဟုတ်ဘူးအဲ့တော့လောကမှာမြစ်တီချောင်းတွေအင်းအိုင်တွေပေါ်လာတဲ့အတွက်ကြောင့် လောကလူသားတွေဟာအိမ်မြစီတယ်အညစ်အကြေးတွေကိုစိတ်ကြောတန်းစင်နိုင်တယ်သို့တော့တစ်ဖက်ကချိလို့ရှိရင်မျက်စိလို့မြစ်ထဲမှာရင်းနစ်သေးတယ်လူမရှိဘူးလားရှိတယ်တစ်ပင်ပေါ်ကကြပြီးတော့သေးတယ်လူမရှိဘူးလားရှိတယ်ဒါဟာတစ်ပင်ပြစ်လည်းမဟုတ်ဘူးမြစ်ရဲ့ပြစ်လည်းမဟုတ်ဘူးနော်မစမကြီးလို့တဲ့ပုဂ္ဂိုလ်ရဲ့အပြစ်သာဖြစ်တယ် တစ်ပင်ကတွန့်ချတာမလုပ်ဘူးမြစ်ကလည်းရေရဲဆွဲနှစ်တာမလုပ်ဘူးနော်မစင်မကျင်လှုပ်လို့ခံရတာလေဒါဖြစ်တယ်ထို့တူပဲလောကမှာမြတ်စွာဘုရားပွင့်လာတော့မြတ်စွာဘုရားကိုမြတ်စွာဘုရားပွင့်လာသည့်အတွက်ကြောင့်ကောင်းကျိုးချမ်းသာတွေရသွားတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲအဆင့်အနည်းဆုံးဆိုရင်ကောင်းရသူတွေပုံရောက်တယ်အဲ့ဒီတဲ့ဆင့်မြင့်ရင်သောတာပန်ဖြစ်တယ်သက္ကရာကံဖြစ်တယ်အနာဂတ်ဖြစ်တယ်နောက်ဆုံးကျတော့ယဟနာထီအောင်ဖြစ်သွားကြတယ် ဒါဖះကိုအကြောင်းပြုပြီးတန်တရာဟောကလွတ်သွားကြတယ်။ထေဝတ္တလိုပုဂ္ဂိုလ်ကြတော့ဖះနဲ့ပတ်သက်ပြီးတော့သူတို့ဟာဝိဇိကရဲ့ကြာသွားကြတယ်။အဲ့ဒါဖះအပြစ်လားလို့ဆိုဖះအပြစ်တော့မဟုတ်ဘူး။ကိုယ့်ရဲ့အပြစ်သားလည်းဖြစ်တယ်နော်။ဖះကဝိဇိကရဲ့ကြောင်းလို့ထားမှာ။ဒါတောင်မှစပိတယ်မှမတန်လေးတစ်ခုရှိတယ်။လူတွေသိကြလားမသိကြလားတော့မသိဘူး။ ထေဝတ္တငရေရောက်တာဟာကောရမဗုဒ္ဓကချိန်ဆလို့လို့ဆိုရဲအဲ့ဒီခေတ်ကကောလာလဖြစ်သေးတယ်ထေဝရကြီးမြေမြို့သွားတာဟာကောရမဗုဒ္ဓရဲ့ချိန်ဆမှုကြောင့်ခုခေတ်ကလည်းချိန်တာတွေရှိတယ်လေချိန်စာတိုက်တာတွေပါရှိတယ်အဲ့တော့ဖះကချိန်လို့ထေဝရဟာမြေမြို့ရတာပါလို့ဆိုရဲကောလာဟလကိုမြတ်စွာဘုရားကခြေဖြတ်တယ် ဖာနဲ့ရှင်းပြတော့သူဗဒပြည်မျိုးတာချိန်သေးလို့မဟုတ်ဘူးဘုရားချိန်သေးတာမဟုတ်ဘူးသူ့ရဲ့ရုံမာတဲ့စိတ်တက်နော်သူ့ရဲ့ရုံမာတဲ့စိတ်တက်ရုံမာတဲ့လှုပ်ရက်နဲ့မိတ်ကောင်းဆွေကောင်းရုံမာတဲ့မိတ်ဆွေအဲ့ဒီအကြောင်းသုံးမျိုးကြောင့်သာလည်းဖြစ်တယ်ပေါ့အဲ့ဒါတွေကြောင့်သာဖြစ်တယ်ဆိုတဲ့တုတ်တန်တစ်ခုရှိတယ်ဟောထားတာလေအဲ့တော့ ဆိုလိုတာကပြင်ပကအကြောင်းကြောင့်မဟုတ်ဘူးသူ့ရင်နဲ့နှလုံးထဲမှာဖြစ်တဲ့တရားကသူ့ကိုမြည်မြို့ခံရစေတယ်လို့သူဆိုလိုတယ်ပေါ့တော့ကကြည့်ပါဘလောက်ကောင်းကောင်းကောင်းတဲ့ရင်ကလည်းဖြစ်ချင်မှဖြစ်တယ်မကောင်းတဲ့ရင်ဆိုလည်းဖြစ်တတ်သေးတယ်အဲ့တော့ကောင်းမကောင်းဘာပဲဖြစ်ဖြစ်လောကရဲ့သဘာဝမှာအထီးကတော့ကိုယ်ကိုယ်ရင်ကောင်းနေဖို့ပဲအရေးကြီးတယ် ကောင်းခြင်းမကောင်းခြင်းဟာကိုဟာအတိဆုံးပဲဉာဏ်တဲ့ပုဂ္ဂိုလ်တွေကတဆင်မှသိရတာဖြစ်တယ်ပေါ့မြတ်စွာဘုရားကဟောတယ်အတ္တတေပုရိသသာနာတိယတိကာတိဝါနာဝါကောင်းခြင်းမကောင်းခြင်းမင်းအတိဆုံးပဲတဲ့ကိုလုထမလုထကိုကိုအတိဆုံးပဲဟောအဲ့ဒါကြောင့်ကိုကိုကိုသိတာဟာတော့အကောင်းဆုံးပဲပြင်မဲ့ကလူကတော့ချစ်မွန်ရင်ချစ်မွန်မယ်ကဲခြင်းကဲရမယ် ဒါတွေကဟိုအဋ္ဌကမဟုတ်ဘူးဒါကြောင့်မို့ဖြိကုတုအာသစအလုံးပေါ်မှာကောင်းခြင်းတနည်းအားဖြင့်ပြောလို့ရှိရင်ကိုမွေးဖွားလာခြင်းကြောင့်ကိုယ့်ရဲ့မျိုးနွယ်တွေကိုယ့်ရဲ့ပတ်ဝန်းကျင်တွေကိုယ့်ရဲ့အတိုင်းဝိုင်းအနေဆုံးပေါ့ထိတဲ့ကျပြညင်လို့ရှိရင်ကိုမွေးဖွားရမြေကိုမွေးဖွားရနိုင်ငံကိုမွေးဖွားရကဘာ ကိုယ်ကိုအကြောင်းပြုပြီးတော့ကြီးမွတ်တုတ်တတ်တာဖြစ်เสียရမယ်။ကိုယ်ကိုအကြောင်းပြုပြီးတော့ဒုက္ခရောက်တာဆိုမှဖြစ်เสียရဘူး။အဲ့ဒါကိုပြောတာဖိကုတုအတာဆိုတော့အာလုံးတဲ့လောကမှာမျက်စပ်ပြားနဲ့ပတ်သက်ပြီးဟောထားတယ်။ဖရလောကမှာပွင့်လာတာဟာဘ ഹു စနာဟိတယာအများကောင်းကျိုးချမ်းသာတွေအတွက်ဖြစ်တယ်။မြာကောင်းကျိုးအကြောင်းကောင်းမှုအတွက်ဖြစ်တယ်ဘုဟုဇနသုခာယအများချမ်းသာဖို့အတွက်ဖြစ်တယ် ဖះပွင့်လာတာဟာသူ့အတွက်မဟုတ်ဖ ೇನೆ အလုံးကောင်းစားဖို့အတွက်ဖြစ်လာလောကမှာနေမင်းကြီးပေါ်လာတာဟာအမောင်ပြောက်ပြီးတော့အလင်းရဖို့အတွက်ဖြစ်လာတာအဲ့ဒီအလင်းကိုအသုံးချတတ်တဲ့ပုဂ္ဂိုလ်တွေကအကောင်းဆုံးအကျိုးမြတ်တွေရပါတာပဲဖြစ်တယ်အသုံးချမှုပေါ်မှာသာလေမူတည်တာဖြစ်တယ်ဒါကြောင့်မို့ကိုယ့်ရဲ့မွေးနေ့တိုင်းမွေးနေ့တိုင်းမှာအမတ်တရားကိုယ့်ကိုယ်တတိပေးဆုံးမပြီး ဘဝခကြီးဖြတ်တန်းနေတဲ့အခါမှာ keep you are my pure bhikkhu others ကိုကိုကိုဆုံးမပြီးတော့ကိုစိတ်ကိုဖြူစင်အောင်ထားရမယ်အများကောင်းစားဖို့အတွက်လုပ်ရမယ်ဆိုတဲ့ခံယူချက်ကိုအလုံးဒီကနေ့ဝိနည်းသောင်းအနေနဲ့အမှတ်တရား ဟောကြားပြောဆိုတာဩဝါဒအနေနဲ့ပြောဆိုပါတယ်ဖြစ်ပါတယ်အလုံးသက်ရှိကြမှာစိတ်ချမ်းသာလိုရဆန္ဒပြေကြပါစေ